မင်္ဂလာပါရှင်စပုတ်ပီဒီရဲ့မြန်မာမကျဆူလိုက်ပါရယ်2025ခုနှစ်မတ်လ16ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆုံးရပြည်တွင်သတင်းများကိုတင်ဆက်ပေးပါရမရှင် တရင်ကောင်းစဉ်ငတ်တယောက်မြွနယ်ကွဲသို့စစ်ကြောင်းထူလာသောစစ်တပ်ကိုပိတ်ဆို့တိုက်ခိုက်မှုစစ်သားနှင့်ပြူစောတီ80ကျော်တည်ဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပျက်စီးကတာရင်းတမ80ကိုစစ်ကူစစ်ကြောင်းကိုခရိုင်ပူပေါင်းတပ်ကတိုက်ခိုက်မှုစစ်သား40ဦးတည်ဆုံးပြီး34ဦးအရှင်ဖမ်းပြီးနိုင်ငံတော်ဝန်တွင်စစ်ပြေးရဲပြေး CDM ဝန်ထမ်းနှင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို National Database စနစ်ဖြင့်ဖော်ထုတ်ဖန်ဆီးနေရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးကြပါမယ် လက်ထမင်းရဲ့ကွေးသူစစ်ကြောင်းဒူလာတော်စစ်တပ်ကိုဘိတ်ဆို့တိုက်ခိုက်မှုစစ်သားနဲ့ပြည်စောတီ80ကျော်တိဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားတဲ့တဲ့ရင်ကိုဦးစားတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းညောင်ခရိုင်ညောင်မြို့နယ်ငယ်တယောက်မြို့နယ်ကွေးတွင်းသူဝင်ရောက်လာတဲ့ဂျမစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချိန်မုန်းခဲ့ရမှာစစ်သား84ဦးတိဆုံးခဲ့ပြီးစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားခဲ့တယ်လို့ပကံပြည်ဘလူးတပ်မှတာဝန်ရှိသူတူထံကသိရှိရပါတယ်။မက်ရှလစလီရဲ့နေမွန်းလေးတနားရီ30မိနစ်ကညောင်မြို့နယ်ငယ်တယောက်မြို့နယ်ကွေးတွင်းသူဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကို ထဝရွာနဲ့ဦးရင်ရွာကြားအရောက်တလင်းဘူးပွန်တပွင့်များကတက်ခိုက်ချိန်မုန်းခဲ့ရမှာစစ်သား69ဦးနေရာမှာပင်တည်ဆုံပြီးညောင်စီယုံတို့ပြင်းထန်တဲ့အပြင်ရောက်ရှိသွားတဲ့စစ်သားပီဇော်တီ9ဦးဟာမတ်လ16ရက်နေ့နေ့နဲ့ပိုင်းမှာထပ်မံတည်ဆုံသွားတဲ့အတွက်စစ်စုပေါင်း84ဦးတည်ဆုံသွားခဲ့တယ်လို့သိရှိရပါတယ်။ရင်းချမ်းမဲ့စစ်တပ်စစ်ကြောင်းဟာခမ်းမန်းအင်အား80ခန်းသာရှိတဲ့စစ်ကြောင်းဖြစ်ပြီးစစ်ကြောင်းတစ်ခုလုံးပြည့်စည်သွားကပြည်သူများရဲ့ဆိုင်ကယ်ကိုအတင်းအဓမ္မလူယူ၍လက်တယောက်ရေစကန်တဲ့သူတွေ့ပြီးသွားတဲ့3ဦးသာလွတ်မြောက်သွားခြင်းဖြစ်ကြ ြောင်းရင်းတိုက်ပွဲတွင်မှလက်နက်ခဲရများပြားသိမ်းဆီရရှိခဲ့ကြောင်းသိရှိရပါတယ်။စူဝတိုက်ပွဲတွင်စစ်ကောင်စီတပ်ကလေကြောင်းဖြစ်ကူပေးရန်ရောက်ရှိလာခဲ့ပေမဲ့လက်တိုက်ပွဲပြီးဆုံး၍ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလုံခြုံသည့်နေရာသို့ရောက်ရှိချိန်မှာရောက်ရှိလာခဲ့ခြင်းဖြစ်ပြီးပုံကျဲတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းသိရှိရပါတယ်။စူဝတိုက်ခိုက်မှုကိုတော့ညောင်မျိုးနဲ့ပကပစီရေးတာဝန်ခံရဲဘော်ပြက်ဝီပကံပြည်ဘလူးတပ်နဲ့ရဲဘော်ငတိ BGF တို့မှဦးဆောင်၍ပကံပြည်ဘလူးတပ် BGF Army Guerrilla Force တောင်တမြို့နယ်ပကပစ ကော်ပီယံဘီပေဒက်ဖန့်စ်ဖို့ညောင်ခိုင်တရင်ကနဲ့မြင်းချန်ခိုင်တရင်တို့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ကြာဆုံးကတူတရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ညောင်ခိုင်တွင်၌ပကံပြည်ဘလူးတက်နမည်နဲ့လိန်နယ်လူကန်ချင်းချင်းချောင်းငွေတောင်ချင်းများရှိနေပြီးတို့တို့လှုပ်ဆောင်ခြင်းများကြောင့်တရာပါကဆက်သွယ်ပြီးကြပါရဲ့မြစ်တာရက်ကန်တာပါရဲ့ရှင်။ လဘီကတာရင်တမောက်90စက္ကန့်စစ်ကိုစစ်ချောင်းကိုခရီးပေါ်တက်ကတက်ခိုင်းမှုစစ်သား40ဦးသေဆုံးပြီး34ဦးရှင်ပန်းမိရမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးစမှာရယ်။သကိုင်းတိုင်းကတာမျိုးတို့ထွက်ပြေးနေတဲ့ဂျမစစ်တပ်ရဲ့တမောက်90စက္ကန့်မှာစစ်ကိုစစ်ချောင်းကိုခရီးပေါ်တက်ကလိုက်လံတက်ခိုင်းခဲ့ရမှာစစ်သား34ဦးထိရှင်ပန်းစီရမိခဲ့တယ်လို့ခရီးရဲ့စီးရေးသတင်းရင်းမြစ်ထံကသိရှိရပါရယ်။မက်လ15ရက်နေ့နဲ့ဆက်ကြောက်ရက်နေ့တို့တွင်ကတာမျိုးနယ်ဘက်မှအင်းတော်မျိုးနယ်ဘက်ကိုစစ်ကူလာတဲ့တမောက်90စက္ကန့်မှာအင်အား150ပါက ချမ်းပတ်စစ်တပ်စစ်ကြောင်းကို KIA PDF ဖူပန်တပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ရမှာစစ်သား40ဦးသေဆုံးပြီး30ဦးရှင်ပန်းစီရမိကလက်နက်ကရဲများပြသိကြရရှိခဲ့တယ်လို့သိရှိရပါတယ်။ထို့သူတိုက်ခိုက်ခံရပြီးတဲ့နောက်ချမ်းပတ်စစ်တပ်စစ်ကြောင်းဟာကတာမျိုးဘက်ကိုဖွဲ့စည်းပုံပြရွေးထွက်ပြေးနေခြင်းဖြစ်ပြီး KIA ပူပေါင်းတပ်များကလည်းနောက်မှလိုက်လံတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လ19ရက်နေ့တွင်စူပါချမ်းပတ်စစ်တပ်စစ်ကြောင်းမှစစ်သား40ဦးကို KIA ပူပေါင်းတပ်ကထပ်မံဖမ်းဆီးနိုင်ခဲ့ပြီးစစ်စုပေါင်းအရှင်ဖမ်းဆီးရမိသောစစ်ကောင်စီတပ်သား 34ဦးတည်ရှိလာပြီးဖြစ်ကြောင်းသိရှိရပါတယ်။ကျန်ရှိနေတဲ့ထွန်ပြေးလွမြောက်နေတဲ့စစ်ကောင်စီတပ်သားများကိုလည်းလိုက်လံဖမ်းဆီးနေပြီးနေပြည်တော်ရှင်းလင်းရေးများလည်းဆက်လက်လှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ ဇလဘီနိုင်ငံတော်ဝန်တွေစစ်ပြေးရဲပြေး CDM ဝန်ထမ်းနဲ့နိုင်ငံရေးတက်ကြလို့ရှားသူများကို National Database စနစ်ဖြင့်ဖော်ထုတ်ပန်းစည်းနေရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါရစေ။ဂျမစစ်ကောင်စီကနိုင်ငံတော်ဝန်တွေစစ်ပြေးရဲပြေး CDM ဝန်ထမ်းနဲ့နိုင်ငံရေးတက်ကြလို့ရှားသူများကိုမှတ်ပုံတဲ့ EID စစ်ဆေးပြီး National Database စနစ်အတွင်းသို့ဝင်ရောက်စစ်ဆေးသည့်စနစ်ဖြင့်ဖော်ထုတ်ပန်းစည်းနေကြောင်းနေပြည်တော်တက်ဘက်တဲ့ရင်မိထံကသိရှိရပါရစေ။နိုင်ငံတော်မှစစ်ပြေးရဲပြေး CDM ဝန်ထမ်းများနဲ့လွတ်မြောက်နေတဲ့နိုင်ငံရေးတက်ကြလို့ရှားသူများရဲ့မှတ်တမ်းများကိုကွန်ပျူတာစနစ် National Database တွင်ဒေသိစီစဉ်မှတ်ပုံတင်စရင်တင်ထားကြောင်း Super National Database ကွန်ပျူတာမှတ်တမ်းတင်စနစ်တဲ့သို့လာဝကနေစစ်တပ်ရရှိများကအချိန်မြေဝင်ရောက်ကြည့်ရှုနိုင်ပြီးမတင်ကားသူများကိုလည်းကိုယ်ရေးချက်လက်များတက်ဆိုင်စစ်ဆေးနိုင်ကြသည်ရှိရပါတယ်။ဂျမစစ်ကောင်စီက National Database ကွန်ပျူတာစနစ်တွင်သို့ဝင်ရောက်ပြီးလူတဦးချင်းစီအလိုက် PSMS Person Scrutinization and Monitoring System စနစ်ဖြင့်ကျိစက်စစ်ဆေးနိုင်သောဂိတ်များကိုအမှတ်သုံးလမ်းစုံနှင့်၎င်းရန်ကုန်မင်းလိအမြန်လန်း26မှာလဲကူပကူအဆက်မင်းလွယ်ကုန်း ကိတ်ညောင်ခါရှေဖန်ကိတ်မြရီနေဆက်ကိတ်တာချီလိတ်နေဆက်ကိတ်ကောတာနေဆက်ကိတ်ပါဝင်ဂိတ်များမှာစစ်ဆေးနေကြောင်းသိရှိရပါတယ်စစ်ကောင်စီကမြန်မာနိုင်ငံရှိလူတိုင်းကို EID စနစ်ဖြင့်ကိုရေးချက်လက်များ biographic data ကယူပြီး database အတွင်းထည့်သွင်းခြင်းဇီဝဆိုင်ရာချက်လက်များ biometric data ကယူခြင်းစစ်ဆေးခြင်းနဲ့ unique ID UID number များထုတ်ပေးခြင်းများကိုဆောင်ရွက်ခဲ့ပြီးတဲ့နောက်ယခုက၎င်းတို့လူရှိနေသူများကိုရင်းစနစ်ဖြင့်ခြေရာခံလက်လံဖမ်းဆီးလာပြီးဖြစ်ကြောင်းသိရှိရပါတယ်ရှင် ဒီကနေ့2025ခုနှစ်မတ်လ18ရက်နေ့အတွက်နောက်ဆုံးရပြည်သူတွေများကိုစပုတ်ပီဒီအမြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ကတော့သတင်းတင်ဆက်သူနှောင်းယီမွေးဖြစ်ပါတယ်ရှင်။